ဟုတ်ကဲ့ပါခင်ဗျအရင်ဆုံးကျွန်တော်တို့ဒီဘလဝခရိုင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှဆွေးနွေးပါမယ်အာအာ first and foremost ပေါ့နော်အရင်ဆုံးနဲ့အရှင်းလင်းဆုံးအရင်ဆုံးပြောချင်တာတော့ကျွန်တော်တို့ဒီညီနောင်ပေါ့နော်ချင်းညီနောင်အကုန်လုံးဒီအကုန်လုံးကပေါ့နော်ဘလဝဒီချင်းကြီးဆိုတာကိုအကုန်လုံးကတညီတညွတ်ထဲပြုံကြည့်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့နော်အရင်ဆုံးပြောလိုပါတယ်အာတကညီနောင်ထဲမှာမဟုတ်ပါဘူးဟို တနင်္ဂနွေပေါ့နော်အခုလုံးလည်းသိပါတယ်ဒီလိုမျိုးရက်တည်လာတာပေါ့နော်ဒီလိုမျိုးပဲဖြစ်လာတာပါအဲတစ်ဆက်ပြီးတော့မှတစ်ဆက်တစ်ဆက်ထဲပဲဒီအေးပေါ့နော် ULAA ဒီကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအင်းနီချင်းကောင်းဖြစ်တယ်အင်းနီချင်းကောင်းတဲ့ပုံရဲအဲဘယ်လိုပြောမလဲဟိုရေပေါ်ရေပဲပေါ့နော်တကယ် coverage တွေပေါ့တကယ်ရေပေါ်ရေပဲဒီဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလိုမျိုးအာဒေါ်လာကြီးကာလမှာတချို့ဟာတွေကိုဘယ်လိုပြောမလဲ ဟိုချင်းချင်းဘယ်လိုပြောမလဲနိုင်ငံရေးအမြတ်ထုတ်လို့တဲ့သဘောမျိုးနဲ့တောင်းမို့လေလူမျိုးရေးမုန်တင်မှုတွေပွားနေအောင်ပေါ့နော်ဟို instigate လုပ်တဲ့အပိုင်းဆွတဲ့အပိုင်းတွေကိုကျွန်တော်ဒီသတိထားမယ်ဒီကာလမှာဟိုတစ်ဖက်ကလည်းပြန်ကြည့်မယ်ဆိုရင်အားလုံးလည်းခုနလည်းပဲဟိုတချို့သတင်းမီဒီယာပြောသလိုပဲဒါကဒီ officially ထုတ်ပြန်တာပေါ့နော်ဟိုတရားဝင်ချပြတဲ့ဟာကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါကပြီးတော့မှလည်းတို့တို့အနေနဲ့အရခပြီးပေါ့နော်အရခဒေတာ ်အဲ really ဒီ level ရခိုင်ဆိုတဲ့ရခိုင်အတွက်ရခိုင်လူမျိုးဆိုတဲ့ဒီ ethnic based narrative ကိုကြော်လာပြီးမှအကုန်လုံးပေါ့နော် all inclusive all encompassing ပုံစံပေါ့နော်အရခဒေတာအရခပြည်သူဆိုတဲ့ဒီရခိုင်တဲမဟုတ်တဲ့ Nimrodi Khmeri ရောစသဖြင့်ပေါ့အကုန်လုံးပေါ့နော်တခြားလူမျိုးဒီပေါ့အကုန်လုံးကို nation building တခုသွားနေတာအားလုံးမြင်နေရတယ်ပေါ့အဲ့လိုမျိုးလဲကျွန်တော်တွေ့ရတယ်ပြီးတော့မှလည်း အဲကျွန်တော်ကြည့်ချင်းမီဒီယာနဲ့အရင်တုန်းကလည်းပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံစာပေါ့နော်အရင်တုန်းကလည်းဖြေဖူးပါတယ်ဒီ black war ဒီချင်းကြီးဖြစ်တယ်ဆိုတာအဲလိုအရင်ကမီဒီယာမှာလည်းသူတို့ဖြေဖူးတာရှိတယ်ပေါ့ကျွန်တော်တို့ဒီအချိန်နေမှာအာစစ်ကောင်စီပြုတ်ကြခြင်းကိုအလေးထားမဲ့ချင်းနေဖြစ်တယ်ဆိုတာလည်းပဲအလုံးကိုနော်ပြပန်းရပို့လို့တယ်အာစစ်ကောင်စီတာပြုတ်မကြသွားဘူးဆိုရင်အလကားပဲဟိုမြည်တိထင်းချုံနေမည်မဆိုအာအလားတာဖြစ်သွားမှာပဲ ဟိုမှာစစ်ကောင်စီတည်းလဲသူ့သူအပြတ်အသက်ပြန်ဆက်ဖို့ကြိုးစားနေတာကျွန်တော်မြင်နေရတယ်ပေါ့နော်ဥပမာဆိုရင်ဆိုရင်နောင်ကျိုးဖက်တောင်ခံဖက်ကိုပြန်ထိုးနေတယ်လာရှိုးဆိုလဲသူတို့ပြန်ထိန်းချုပ်လိုက်ရတဲ့ပုံစံဖြစ်သွားတယ်အဲဒီမိုးပြဲဖက်ပေါ့နော်ဂရီနီဆိုလဲအဲ့လိုမျိုးပြန်ထိုးစစ်ဆင်နေတယ်စသဖြင့်ပေါ့လေဆိုတော့ဒီလိုမျိုးတော်လှန်ရေးကာလမှာဟိုမိမိဘယ်လိုပြောမလဲစစ်ကောင်စီကင်းစင်အောင်လုပ်ထားပြီးသားနေရာမှာတော့အုတ်ချွေရန်တဲ့ပေါ်ကတော့ရှိမှာပဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က ဒါကအဲ့လိုပါလေအမျိုးသားရေးကောင်းစဉ်တက်ပြီးမှအချင်းချင်းအဲရန်ရှာလို့မရအချင်းချင်းပြဿနာကိုအဲ့လိုမျိုးမိထွန်းရှာလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့ဒီတစ်ဖက်မှာလည်းပဲဟိုဒီချင်းရခိုင်ဆိုတဲ့ narrative ကိုမသွားဘဲနဲ့ပေါ့လေနော်ဥပမာဥပမာဆိုဆိုအေအေရခိုင် ULAA ပေါ့နော် ULAA ဒီလေဟိုရခိုင်အရခတိတာပေါ့လေရခိုင်ပြည်နယ်ပေါ့အရခတိတာအထင်မဟုတ်ဘဲနဲ့ဒီရခိုင်ပြည်နယ်အပြင်မှာရှိတဲ့ ရခိုင်လူမျိုးတွေပေါ့နော်အဲ့အတွက်လေသူတို့စဉ်းစားတာပဲဟိုမှာကချင်မလဲရခိုင်နေရှိတယ်မကွေးတရားဝတီပဲခူးစသဖြင့်ပေါ့နော်ကျွန်တော်ချင်းနေမှာလည်းပဲဘယ်လိုပြောမလဲချင်းကြည်နေမှာမဟုတ်တဲ့ဒီရခိုင်ကြည်မှာလည်းချင်းနေအများကြီးရှိတာပဲမကွေးစကိုင်းမှာစားပေါ့နော်ရှင်းရှင်းပြောရင်ချင်းပြည်ပြင်ပမှာရှိတဲ့ချင်းတွေကချင်းပြည်နေတဲ့ချင်းတွေထက်တောင်မှတခါလေကြာပုံများနေတဲ့ချင်းတွေတောင်ရှိပါတယ်ဆိုတော့အဲ့လိုမျိုးတွေကိုကျွန်တော်တို့ပြန်အာစဉ်းစားလာတဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲဒီဟို အကုန်လုံးကဆက်ဆက်နေတဲ့သဘောတဘာဝပေါ့နော်ဆိုတော့ဒီ territory boundary တခုထက်နေမှာတွားပဲနေကျွန်တော်တို့အချင်းချင်းအပြားလားအကျိုးပြုဖို့ဟိုအချင်းချင်းအင်းဒီကောင်အင်းဒီချင်းကောင်ဖြစ်ရှိဖို့ကျွန်တော်ဒီအခက်အခဲဒီပြဿနာတွေကိုအချင်းချင်းတိုင်တိုင်ပင်ပင်ဆွေးဆွေးနွေးနွေးနဲ့စပွဲပွဲပုံပုံမှာဖြေရှာမယ်ပြီးတော့မှကျွန်တော်တို့ရဲ့တခုတီးသောနီလန်းကဘယ်လိုပြောမလဲ nine chance ဆိုတာ အပြန်အလှန်အကျိုးပြုရေးနဲ့နေသွားဖို့ပဲကျွန်တော်တို့ကသွေးချင်းတွေဖြစ်တယ်အိမ်ကြီးချင်းကောင်းတွေဖြစ်တယ်ရေပေါ်ရေပက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့မှာကအဖြေရတစ်ခုပဲရှိပဲအဲ့ဒါ win win ပဲအပြန်အလှန်အကျိုးပြုတဲ့ဟာပဲပေါ့နော်အပြန်အလှန်အကျိုးပြုတဲ့ဒီရေပေါ်ရေပက်တွေပဲသွားရမယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကစေဘဝိုင်းပုံမှန်ဖြေရှာမယ်အပြန်အလှန်ဆွေးနွေးကြည့်နိုင်ပြီးမှသွားမယ်အဲ့လိုမျိုးပေါ့နော်ဒါ official statement တစ်ခုမဟုတ်မဟုတ်သေးတော့ညာလည်းပဲမဟုတ်တော့ညာလည်းပဲပေါ့နော်ဒါကသူလို့သူလို့ပေါ့ ဟိုအဲ့ဒါလေးကိုပေါ့နော်ကျွန်တော်တို့ဒီညီနောင်နေနေပေါ့နော်ဘယ်လိုမျိုးလက်ခံထားတာရှုမြင်ထားတာပေါ့လေအဲ့ဒါဒါဒီဘလောက်ခရင်ဆိုတဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအုံတုံးနေပေါ့လေအတန်နေထွက်လာတဲ့ပုံမှာပေါ့နော်ကျွန်တော်တို့ရဲ့ရက်တီတဲ့သဘောထားမြင်နေဖြစ်တယ်အာပြီးတော့မှအဲ့ဒီတစ်ဆက်တစ်ဆက်ထဲပေါ့နော်တစ်ဆက်တစ်ဆက်ထဲမှာလည်းဖြည့်ချင်တာကဒီဘလက်ဝက်ကဟိုဟာဒီပေါ့အဲဒီအဲ့လိုမျိုးဒီမှုတွေပေါ့เนาะဆိုတော့ ဟိုအဲ့တော့ကျွန်တော်တို့တည်င်းပါလေအကုန်လုံးတွေ့ရပါတယ်အဲဒီအာ ULAE ပေါ့နော်အရခတ်တက်တော်လဲသူတို့ဝန်ခံထားတယ်ပေါ့အဲဘလဘွားမှာမြို့သမီးမတင်းချိတ်ကားတဲ့တက်ကားလဲပေါ့နော်အဲ့တော့မျိုးဒီကိုအဲ့တဲ့ပတ်သက်ပြီးမှသူတို့ဝန်ခံထားတယ်ဒါအဲအေးရဲ့ပေါ်ကြီးကျူးလွန်သွားတာပေါ့နော်ဒီလိုဒီလိုဖြစ်တယ်ဒီလိုပါညာသူတို့အဲ့လိုမျိုးဟိုပြောကြမလဲဝန်ခံတယ်ဝန်ခံပြီးမှလိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်နေတယ်ပေါ့ အဲ့မဲ့တခါလေကျတော့ကျွန်တော်ဆွတ်ဆွတ်ပြောတဲ့ဒီလူမျိုးချင်းပိုင်းတိုက်တဲ့သဘော instigate သဘောတွေမှာကိုဒီမှာပြန်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကလည်းပဲညီနောင်နေနဲ့အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဘလို့ဘလို့ရှိတယ်လေဆိုတာမျိုးပေါ့နော်စုံစမ်းတဲ့အခါမှာတကယ်မြေပြင်ကအရှိတရကဘလို့ပြောမလဲအေအ ULAA အနေနဲ့ဒီကိစ္စကိုစုံစမ်းလိုက်တယ်စုံစမ်းပြီးမှဟိုအရာကိုအရေးယူလိုက်တယ် တကယ်အမြင့်ဆုံးသောပြစ်ဒဏ်ပေးလိုက်တယ်ကျူးလွန်ကဲသူတွေကိုအမြင့်ဆုံးသောပြစ်ဒဏ်ပေးလိုက်ပြီးမှဒီကာယကံရှင်မိသားစုတွေကိုပြီးတော့မှဒီရမင်းရဖာတွေကိုအကြီးကဲတွေကိုမြို့မြို့ဖာတွေကိုလုံကုန်ကျွန်တော်တို့ဘလူစုံစမ်းစစ်ဆီးတယ်ပြီးတော့မှဒီအမြင့်ဆုံးသောပြစ်ဒဏ်ကိုဘလူဘလူပေးလိုက်တယ်ဘာညာကုံလုံးကိုဒီကာယကံရှင်မိသားစုကစာကုံလုံးပြန်ချပြတယ်ပြန်လဲဆွေးနွေးတယ်ပြန်လဲအကြောင်းကြားတယ်တစ်ဆက်တည်းမှာလည်းပဲဟိုဘလူပြောမလဲဒီ ပြည်လေလိုတွေပေါ့နော်တောင်းပန်တဲ့အနေနဲ့ဒီယုံကြည်မှုတည်ဆောက်လို့တဲ့အနေနဲ့ပေါ့နော်ဘလို့ဘလို့အရေးယူဆောင်ရွက်မှုတွေရှိပါတယ်ဆိုတာကိုချပြတဲ့အပြင်သူတို့ကအာဒီလေလိုတဲ့သဘောပေါ့နော်ချင်းထုံဆိုင်အောင်နေနာချေသဘောပေါ့နော်အကုန်လုံးဒီကတော့ဒါဒီလူတူတယောက်ရဲ့မလုတ်သိနေမှာကိုကျွလွနေတာဖြစ်တယ်အဖွဲ့အစည်းကိုစားမပြုဘူးကျွန်တော်တို့အဖွဲ့အစည်းလည်းတောင်းလက်မခံဘူးဆိုတာကိုပြသဖို့အနေနဲ့ပြန်လည်ပြည်လည်ငင်းချနေနေတဲ့သူတို့ဘလို့မျိုးနေနာချေကန့်လန့်တာလည်းရှိတယ်ဒါက ဒီကျူးလွန်ခဲ့သူကိုအမြင့်ဆုံးသောပြည်တံပေးပြီးတဲ့အပြင်ကိုမှဒီလိုမျိုးပြန်လဲပြင်းကြီးစေဖို့ကအဲ့လိုမျိုးတွေလောက်တာရှိတယ်။အဲ့ဒါကိုလည်းပဲကာယကံရှင်မိသားစုကိုလည်းပဲရှင်းပြတယ်ဖြားပြတယ်ဆွေးနွေးတယ်ပြီးတော့မှအဲရရွာချီကြဲဒီဘာတိုင်းကောင်းဆိုတဲ့မျိုးမျိုးမျိုးဖောက်တွေကိုလည်းပဲသူတို့ဘလို့စီရင်မှုဘလို့စီရင်မှုစီရင်ချက်ကြတယ်ဘလို့ဆောင်ရွက်လိုက်တယ်ဘလို့ပြစ်တံပေးလိုက်တယ်ဆိုတာအကုန်လုံးဘလို့မြင်တောင်ချပြခဲ့ပြီးသားရှိတယ် သူတို့ကဟိုမီဒီယာတွေမှာဒါဟိုဒီမှာဒါ line ပေါ်မှာဒါပေါ့နော်ဘလို့ပါတာမကြင်ညာတာပေါ့လေကျွန်တော်တို့ပြန်လဲမေးမြန်းဆွေးနွေးတဲ့ကာမှာအဲ့လိုမျိုးသူတို့ဆောင်ရွက်ထားတာရှိတယ်ဒါပေမဲ့အဲတချို့ကျွန်တော်တို့ဖြစ်ကမီဒီယာတွေကဟိုပြည်လေတာမလို့ချင်တာပဲလို့ပြောရမလားဒါမှပြည်လေသွားတာကိုလက်မခံချင်တာပဲပြောရမလားဟိုဘလို့ဒါကာယကရှင်မီတာဆုအနေနဲ့တော့ဟိုဂျီနပ်ပါတယ်လို့တော့ဟို အသက်တည်တည်ခဲ့ကြပြီးပြီးတော့မှလည်းမတရားကျူးလွန်ခံရတယ်ဆိုတော့ဟိုလုံးဝမကျေနပ်တဲ့နောက်မှဘလိုပြောမလဲဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်နှိမ့်သိမ့်ကြည့်ဘလိုပုံပေါ်လဲလက်ခံဆိုင်ပုတ်ခက်ခဲတော့မှဟိုတရားဥပဒေရဘလိုမျိုးအရေးယူလိုက်တယ်အမြင့်ဆုံးသောပြည်တန်တွေဘလိုပေးလိုက်တယ်ပြီးတော့မှပြန်လဲပြည်လေးလူတွေအနေနဲ့ဘလိုမျိုးတောင်းပန်တယ်ဘလိုမျိုးလာရောက်ကန့်လန့်တယ်ဆိုတာမျိုးတွေက ဟိုတရားဥပဒေရှုတုံးရာကောအချင်းတုံးစံတလေးထုံးတမ်းရာကောလက်ခံလိုက်တဲ့အခြေအနေမှာရှိတယ်လို့မြင်ရတယ်အဲ့လိုရှိတယ်လေအဲ့ဒါကိုပဲဟိုကျွန်တော်ချင်းမီဒီယာတွေချို့ကြတော့အဲ့ဒီဆောင်ရွက်ဖို့အပိုင်းတွေကိုချန်လှပ်ထားတာမသိချင်ရောင်းဆောင်တာပဲပြောမလားအဲအဲ့လိုမျိုးတကယ်တကယ်တရားစီရင်ဆိုရင်မရှိတယ်လို့လို့ပြီးတော့မှလည်း ူတဲ့ပြန်လဲကြေးအေးလို့တဲ့ယုံကြည်မှုတိဆောက်လို့တဲ့အနေနဲ့ကန့်လန့်တာကိုပဲဘယ်လိုပြောမလဲငွေနဲ့ပဲဖုံးဖိဖို့ကြိုးစားနေတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးတရေနေတင်နေတာတွေ့ရတာပေါ့လေအဲ့တော့နည်းနည်းစိတ်မကောင်းစရာပဲဟိုမီဒီယာချင်းဝက်တဲ့မညီတဲ့ပုံစံတော့မြင်နေရတယ်တဖက်ထဲမှာလည်းပဲဒီ ULA အနေနဲ့ဒါဒီကျุလွန်တဲ့သဘောဒီလိုမျိုးဖြစ်ပြသွားတာကိုသူတို့လည်းစိတ်မကောင်းဖြစ်တဲ့အကြောင်းဒါအဖွဲအစည်းကိုကိုးစားမှပြုတဲ့အကြောင်းသူတို့ကိုယ်တိုင်ကလည်းပဲဒါမျိုးလုံးဝလက်မခံတဲ့အကြောင်းပေါ့နော်ပြီးတော့မှ accountable ရှိရှိ တော့နင်းဆုံးတော့ပြစ်တံပေးပြီးမှဖြည့်ရှင်းတယ်ပြီးတော့မှလည်းဒီလိုမျိုးပြေးလေဆိုရဲအကြောင်းပြေးလေစီလိုတဲ့အကြောင်းနဲ့ကန့်လန့်နေပေါ့နော်ဒီညီနောင်ဖွဲ့ဝင်တွေအကုန်လုံးကချင်းပြည်သူတွေအကုန်လုံးတို့တို့တောင်းပန်နေပေါ့နော်ဒီလိုမျိုးလာတူမဖြစ်အောင်ပါညာစသဖြင့်ပေါ့ဒါဆိုတော့အဲ့လိုမျိုးတွေရှိတယ်မြေပြင်မှာအဲ့လိုမျိုးတကယ်တကယ်အဲ့လိုမျိုးဆိုရင်ထားတာရှိတယ်ဟိုဟိုလိုင်းပေါ်တွေမှာဒါတလွဲတက်လာတာသူတို့တော့ဟိုပြီးတော့ ULA တပွားလည်းပဲအဲ့လိုမျိုးပေါ့နော်လိုင်းလိုက်မပြောပြဘူးဟို official လေးပေါ့နော်တကယ်အဲ့လိုမျိုးလိုင်းပေါ်တင်တာမျိုးမရှိဘူးပေါ့နော် အဲ့လိုမျိုးတွေတော့ရှိပါတယ်ပြောချင်တာကဟိုတကယ်ဖြစ်ပြတော့တာစုံစမ်းအရေးမှုလုပ်တယ်ပြီးတော့မှတကယ်တကယ်တိုက်သိတဲ့ judicial process နဲ့တကယ်အဲ့လိုတိုက်သိတဲ့ပြစ်ဒဏ်ရေးမှုတွေရှိတယ်ပေါ့နော်တပည့်မှကျတော့ကျွန်တော်တို့အဲ့လိုမျိုး call of hala တွေရှိနေတာယူမှတန်တရားဖြစ်အောင်လုပ်နေတာပြီးတော့မှဟို victimize လုပ်တဲ့အပိုင်းတွေအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေပေါ့ဒီဟို rumors ဒီ call of hala အမျိုးမျိုးရှိတာကိုကစလူမျိုးရေးမုန်တီးရတယ်ဖြစ်အောင်ဟိုစွရတဲ့သဘောမျိုး ဘလို့ပြောမလဲ leading ပေါ့နော်အဲ့လိုမျိုးမသိမသာစောင်းပေးတဲ့သဘောမျိုးတွေကိုကျွန်တော်တို့ဒီတော်လှန်ရေးမီဒီယာတွေကပြည်တွင်းကမီဒီယာတွေအကုန်လုံးကဘောနော်ဖန်ဖန်ကန်ကန်အဲ့လိုမျိုးစုံစမ်းမိပါဘောနော်ဖြည့်ရှင်းချဖို့လည်းတစ်ဖက်ကလည်းလိုမယ်လို့တော့မြင်ပါတယ်ခင်ဗျဒါတော့ဒီအပြစ်မှုကျွလွန်နေတဲ့ပတ်ပြီးမှာဘောနော်ဘလို့ရေးယူဆောင်ရွက်မှုရှိတယ်မြေပြင်မှာဘလို့ဖြစ်တယ်ဆိုတာကျွန်တော်တို့အချင်းချင်းဘောနော်ဟိုပြန်လှန်တော်လကောင်းမြေပြင်ကအချင်းဒီကိုကျွန်တော်တို့တတိမီဒီယာအပြင်ကပြန်လဲအဲတင်ပြချင်းရှင်းလင်းချင်းဖြစ်ပါတယ်ခင်ဗျ